အလုံးမင်္ဂလာပါဗျာဖိုကရင်းနိပညာနေပြန်လဲကျူစွပါတယ်ဗျာဒီနေ့မှာတော့ဖုန်းတွေပူတဲ့အခါဖုန်းတွေမပူအောင်အသုံးပြုနေမြောက်ပြန်ဖြစ်ပါတယ်အာကျွန်တော်ခုမှနေလာမေးတယ်ဖုန်းတွေပူနေလို့ပေါ့ဖုန်းတွေမပူအောင်ဘယ်လိုသုံးအောင်မလဲအဲ့တော့ဖုန်းတွေမပူအောင်ဘယ်လိုသုံးအောင်လဲဆိုတော့မနေ့ပြောရင်ကျွန်တော်တို့ဖုန်းတွေလည်းပူနေတာပဲဟုတ်ပြီဖုန်းဘာကြောင့်ပူတာလဲဆိုတာလေးကိုအရင်ပြပြမှဖြစ်ပါတယ်ဖုန်းဘာကြောင့်ပူတယ်ဆိုတော့အလုံးသိချထားတဲ့အချိန်မှာကျွန်တော်တို့ဖုန်းတွေကထုတ်နေရတယ်ဆိုရင် 24hour wifi နဲ့ free ရတယ်အဲ့တော့အိမ်မှာနေတဲ့ wifi နဲ့တက်ကြတယ်အဲ့တော့ wifi နဲ့တောက်လျှောက်ဖွင့်လာတယ်အဲ့လို wifi နဲ့တောက်လျှောက်ဖွင့်လာလို့ရှိရင်ဖုန်းတွေအရင်ပူပါတယ်ဒါကြောင့်မလို့နံပါတ်၁ချက်က wifi နဲ့တုံးရင်ဖွင့်မတုံးချင်းချင်းပြန်ပိတ်ထားသင့်ပါတယ်တောက်လျှောက်ဖွင့်လာလို့ရှိရင်ဖုန်းတွေပူတဲ့ battery တွေပြတ်ပါတယ်နံပါတ်၂ချက်နံပါတ်၂ချက်ကျွန်တော် gain တွေဆော့တယ် gain ဆော့တဲ့ကောင်ကျွန်တော်တစ်ခါကြရင်အားရကုန်မှာဆိုတော့ power ကပေါ်ပန်းနေတဲ့တွဲချိတ်ပြီးတော့တုံးကြတယ်အဲ့ဒါလည်း battery လည်းပြတ်တယ်ဆိုအားလည်းအမြန်ကုန်ပါတယ်အဲ့လိုမျိုးမဆော့ပါနဲ့ဒါနံပါတ်၂နံပါတ်၃ကတော့ကျွန်တော်တို့က gain တွေမှာဆော့တယ်ဆော့ရပါတော့တုံးတယ် ။ခါကြလို့ရှိရင်ကျွန်တော်ကဒီတိုင်းမဲ့ဒီတိုင်းမဲ့မထွက်ပဲနဲ့အတိုင်းမဲ့ပြစ်ထားလိုက်တယ်။အဲ့လိုချင်းနေမျိုးမှာဗက်တီအရန်ကုန်ပါတယ်။သူကအပီးမထွက်တဲ့ကြောင့်မို့အလုံးလုံးနေတယ်။ဟိုအလုံးလုံးနေတဲ့ကြောင့်မို့လို့ဗက်တီလည်းအလုံးလုံးရတယ်ဆက်လည်းလုံးလုံးရတယ်ဒါကြောင့်မို့လို့ဗက်တီအမြန်ကုန်တယ်လို့ ကျွန်တော်တို့ဖုန်းလေးပူပါဒီသုံးချက်ကအဓိကအကြပါတယ်ဟုတ်ပြီနောက်ထပ်ကျန်တာလေးရတော့ကျွန်တော်တို့ဒီ bright ပေါ့နော်အလင်းပေါ့အလင်းနေပါလေဆိုလို့ရှိရင်ဒီမှာဒီကျွန်တော်တို့အလင်းနေပါလေတကုံတင်ထားတယ်အဲ့တော့အလင်းနေပါလေတကုံတင်ထားတယ်နည်းနည်းလေးတတဝက်လောက်ပေါ့နော်အဲခုလိုမျိုးလေးတတဝက်လောက်လေးထားမယ်အဲ့တော့အလင်းနေပါလေလည်းတကုံတင်ထားတယ်တဝက်လောက်ထားမယ်အဲ့တော့ညချလို့ရှိရင်အားလေးတွင်းတယ်အဲ့တော့ဒီနေ့ခါကြလို့ရှိရင်မီဒီယာပြတ်တော့အာသွင်းအိတ်ပြတ်သွားတယ်အဲ့လိုမလုံးနဲ့အဲ့လိုဆိုရင်ဖုန်းထဲပူတယ်ပတိလည်းပြတ်တယ် ်။အားလည်းမခံဖြစ်တတ်တယ်ပေါ့နော်။ဒါမျိုးကျွန်တော်တို့ကအားလေးတွင်းမှာဆိုလို့ရှိရင်အားလေးတွင်းတာပေါ့နော်။အားတွင်းပြီးတရားပြည်တာနဲ့ဖြုတ်ထားလိုက်ပါ။တချို့ဆိုရင်အားတွင်းတရားပြည်တာတော့မှအားမဖြုတ်တဲ့လူတွေရှိတယ်။ဒီတိုင်းပဲပြစ်ထားရတာပေါ့နော်။အဲ့လိုပြစ်မထားပါနဲ့။ပြစ်ထားတာတည်းတစ်ခါတစ်ခါတော့ကိစ္စမရှိဘူး။တစ်ပတ်တစ်ပတ်ကြာသွားတဲ့အခါမျိုးမှာဖုန်းလေးပူတယ်၊ဗတ္တီလေးပြတ်တယ်၊ဆက်တင်ဟန်းတယ်အဲ့မျိုးတွေဖြစ်တတ်ပါတယ်ဗျ။အဲ့ဒါကြောင့်ကျွန်တော်တို့ညနေ8:00တခါမြို့မှာတယ်အာတွင်အာတွင်တက်ရကြီးမိုက်ပါနဲ့အန်နေလေးများတယ်ပေါ့နော် ဒါကြောင့်မလို့ကျွန်တော်တွေညအိမ်မဲ့ဆိုရင်ဗတိအာသွင်းတရက်ကိုဖြုတ်ပါအာသွင်းမဲ့ဆိုရင်လည်း twin twin မိတာနဲ့တခါတည်းတရားပြည့်ဆိုတာနဲ့တန်းဖြုတ်ပါဒါဆိုရင်ကျွန်တော်တို့ဖုန်းနဲ့အပူလည်းတက်တာမယ်ဗတိတက်တန်းနဲ့ရေရှည်အသုံးခံမယ်ဖုန်းလည်းကြကြအသုံးခံမှာပေါ့နော်ဒီရလေးကိုသုံးပြင်လိုက်မယ်ဆိုရင်ကျွန်တော်ဖုန်းတွေကအားတွေပေါ့နော်လုံးဝခံမယ်ဖုန်းနဲ့မပူတော့ပါဘူးအဲဒီကဖုန်းမှုတဲ့ပြဿနာတော့ wifi ပြဿနာကြောက်ပေါ့နော်ဟောပြီအဲ့လိုလေလုတ်လုပြီးတာမှကျွန်တော်ဖုန်းတွေကလုံးဝဟိုအားတည်းမခံဘူး အာဘယ်ဒီလဲပူနေသေးတယ်ဖုန်းလဲပူနေသေးဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတော့နံပါတ်၁ကျကျွန်တော်တို့ဖုန်းကို free reset ချတင်ပါတယ် free reset ချပလိုက်မယ် reset ချရင်တော့အကုန်လုံးပြတ်တာပေါ့နော်အကုန်ပြတ်တယ်ဖုန်းလို့ရှိတဲ့ data ပုံတွေကိုကိုယ့်ကိုတခြားညံတွေကူးထားပေါ့နော်ကူးထားပြီးဆိုကြမှာ free reset ချလိုက်မယ်ဒါဆိုတော့တိတ်ကြဟောကျွန်တော်ဖုန်းတွေကပူတော့မှာမဟုတ်ပါဘူး okay တချို့ဖုန်းတွေကပူတယ်ဆိုတာတချို့တခါကြလို့ရှိရင်ကျွန်တော်တို့ MMJ update မြင်တဲ့ခါမြင်ပါတယ်ဘယ်ဒီအားစားတာတွေပူတယ်ပြတ်တာလေးတချို့ဖုန်းတွေမှာတွေ့ရတတ်ပါတယ်အဲဥမာ note 9တို့ note 10တို့ကျွန်တော် ကျွန်တော်မြင်ပြခဲ့တဲ့ဖုန်းတော်များကတော့အဲ့လိုအဲ့ဒါမျိုးတော့မရှိဘူးဆိုတော့မြတ်ရှုဖုန်းတွေကအဲ့လိုမျိုး IP မြင်နေတဲ့ခါမျိုးမှာ free အားစားသွားတာလေအဲဖုန်းပူတာလေးအဲ့လိုမျိုးအဲ့ဒါလေးဖြစ်တာမျိုးတွေတွေ့ရပါတယ်အဲ့လိုခြေမျိုးတွေမှာကြာတော့ကျွန်တော်တို့ဟောကျွန်တော်တို့ global change ပေးခြင်းဒါမှမဟုတ် phone ပြန် change ပေးခြင်းဒါမှမဟုတ် stable ကိုပြန်ပြီး change ပေးခြင်းအဲ့လိုမျိုးလေးလုပ်ပေးခြင်းအပြင်လည်းဖုန်းပူတာလေးရောပန်းနေပါလေဗျခဲဒါတော့ကျွန်တော်တို့မျှဝေဆက်ပေးတဲ့ဖုန်းပူတဲ့ပြဿနာကိုဖြေရှင်းနေတဲ့မျှဝေပေးလိုက်ပါတယ် ။အဲမင်းစမြအကျိုးရှိတဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကို like subscribe နဲ့ပြီးအပိတ်ကောင်းမလို့တောင်းဆိုချင်ပါတယ်ဗျ။နောက်ဗီဒီယိုမှာလည်းဖုန်းနံပါတ်ပြီးသိရှိမြောင်းလေးဆက်လက်ပြီးမြောက်ပေးပါဦးမယ်ဗျ။အောက်လုံးမဲကောင်းတဲ့နေ့တွေပန်ဆန်ကြပါသေးဗျ။ချမ်းမတက်ရှိရောဂါကင်းကြပါသေး။